မငလင်ဘဲအတွက်တရုတ်နိုင်ငံက၉ချိန်မြောက်အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာအကူအညီဖြင့်ကာကွယ်ဆေးတွေပေးပို့ခဲ့တဲ့အကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံထုတ်ပြန်ချက်ကိုကိုးကားပြီးစင်ဟွာသတင်းတပုတ်မှဖော်ပြပါရယ်။ဆေးဝါးတွေကိုတော့ပြီးခဲ့တဲ့ဧပြီလ26ရက်နေ့မှာပေးပို့လိုက်တာဖြစ်ပါရယ်။ရန်ကုန်မြို့ကျမိုင်ဝန်ကြီးဌာနဗဟိုအေးကန်းကိုရောင်ကိုရောက်ရှိနေပြီဖြစ်ကမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံတန်မှုမစ္စတာဦးရန်ဒါအိုဘင်နဲ့စစ်ကောင်စီခန့်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့ကအဲ့ဒီနေရာစီကိုတွားရောက်ပြီးပစ္စည်းတွေလွှဲပြောင်းပေးခဲ့တာလို့ဆိုပါတယ်။ဒီတော့မှပေးပို့တဲ့ဆေးဝါးအကူအညီတွေကိုတော့ရန်ကုန်ကနှစ်ကြိမ်ခွဲပို့ဆောင်ခဲ့တာဖြစ်ပြီးမိခိုင်ကာကွယ်ဆေးအလုံး6800အရွယ်ရောက်သူတွေအတွက် ကာလာဝမ်ယောဂကာကွယ်ဆေးအလုံး9800ကလေးငယ်တွေအတွက် ကာလာဝမ်ယောဂကာကွယ်ဆေးအလုံးရေ9,9910စတာတွေပါဝင်တယ်လို့ဆိုပါရစေ ပြီးခဲ့တဲ့ရက်ပိုင်းမှာတင်စေအုပ်စုရဲ့တောင်းဆိုချက်အရငလင်လောက်ခတ်မှုဆံရစုံစမ်းစစ်ဆေးရေးနဲ့အကဲဖြတ်ရေးပညာရှင်တွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ကိုဆေးလွတ်ထားတယ်လို့တရုတ်မြင်ငလင်စီမံခန့်ခွဲရေးအဖွဲ့ CEA ကပြောထားပါဗျာခင်ဗျာရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာမိုးကြီးပြီးလေပြင်းတိုက်တဲ့အတွက်ငလင်ဘေးတင်သူတွေနေထိုင်တဲ့ယာယီတဲတွေလန်ထွက်ကုန်ပြီးပစ္စည်းတွေလည်းရေဆူကုန်တယ်လို့ဒေသခံတွေစီကနေသိရပါဗျာ ဧပြီလ28ရက်နေ့လယ်ပိုင်းမှာလေပြင်းတိုက်မိုးပါကြီးခဲ့တာဖြစ်ပြီးအရင်ငလင်ဘေးတင်ခဲ့တဲ့ဒေသခံတွေနေထိုင်တဲ့တဲဟာလေထဲပါကုန်ကြတယ်လို့ပြောပါဗျ။အဲ့ဒီလိုမိုးရော့လေပါပြင်းထန်တဲ့အတွက်ငလင်တန်ကြောင့်ဖြိုဖျက်ထားတဲ့အိမ်၊သမိုးတွေကလေနဲ့တူလိုက်ပါကလွင့်ဆင်လာတာကြောင့်အများပြည်သူအသက်အန္တရာယ်စိုးရိမ်ထိတ်လန့်ခဲ့ရသေးတယ်လို့ပြောပါဗျ။အင်းလေးမှာမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ကျေးရွာ25ရွာကအဆောက်အအုံ3255လုံးပျက်စီးပြီး လူဦးရေတရာဝန်းကျင်တည်ဆုံးကခမန်းလူရေ16000နဲ့2000ကြားငလင်ဘေးဒဏ်ကိုရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ပို့လူငယ်အစည်းအရုံး PYO ကထုတ်ပြန်ထားပါတယ်ခင်ဗျာစကိုင်းတိုင်းမုံရမြို့နယ်မှာစစ်ကောင်စီတပ်ဖက်ကလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အတွက်ထောင်ထဲချီတဲ့ဒေသခံတွေထွက်ပြေးနေကြရတယ်လို့မုံရမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းကနေသိရပါဗျာ မောင်ရမြို့ခြေဆိုင်နမခရဲကနေကျွဲရဲတောင်ရွာနဲ့မြောက်ရွာတွေကိုဧပြီလ25ရက်ကစပြီးစစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေတဲ့အတွက်အဲ့ဒီရွာတွေကဒေသခံ3000လောက်ဟာရွာတွေထဲမှာမနေရဲကြပဲထွက်ပြေးနေကြရတာလို့ဆိုပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအသက်ခံရပြီးတဲ့နောက်မှာလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အတွက် မဆိုင်တဲ့ဒေသခံတွေမှာထွက်ပြေးနေကြရပြီးထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုမသိရသေးဘူးလို့မုံရွာခရိုင်အမှတ်1တရင်ရဲ့ပြန်ကြားရေးတာဝန်ခံကိုတီမိုက DPP ကိုပြောပါရယ်ပြီးခဲ့တဲ့ဧပြီလ23ရက်မနက်ပိုင်းကရှင်90ကျွာမှာတက်ဆွဲနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြစ်ခတ်ခံရပြီးတည်ဆုံးခဲ့ပြီးတဲ့နောက်အခုလိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတာလို့ဆိုပါရယ်ခင်ဗျာ တနင်္သာရီတိုင်းဒဝံမြို့နယ်မောင်မဲရှောင်ရွာအနီးကစစ်ကောင်စီရဲ့ဟာလီကွေးတပ်စခန်းကိုဒေသရင်းပူပေါင်းတော်လှန်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့တော်လှန်တပ်ဖွဲ့ကပြောပါတယ်။မောင်မဲရှောင်ရွာအနီးကစစ်ကောင်စီရဲ့ဟာလီကွေးတပ်စခန်းကိုဧပြီလ26ရက်မနက်9နာရီလောက်မှာဒေသရင်းတော်လှန်ပူပေါင်းတပ်ဖွဲ့တွေစတင်တိုက်ခိုက်ခဲ့တာပါ။စနနိုင်းလောက်အကြာညနေ9နာရီဝန်းကျင်မှာတင်ပိုင်နိုင်ခဲ့ပါတယ်။တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်15ယောက်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲတွင်စစ်ကောင်စီတပ်ကလေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပစ်ကူပေးတိုက်ခိုက်ခဲ့တာကြောင့်လက်နက်ကြီးထိမှန်ပြီးဒေသခံလင်မယားနှစ်ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဒါ့အပြင်စစ်ကောင်စီရဲ့လက်နက်ကြီးကြီးကမောင်မဲရှောင်ရွာနဲ့ကက်လျက်ရှိတဲ့ဇာဟာဘုံကြီးကျောင်းဝင်းတွင်ကြောက်ခဲ့ပြီးဘုံကြီးနှစ်ပါးနဲ့ကိုရင်တပါးထိခိုက်ခဲ့သေးတယ်လို့မောင်မဲရှောင်ဒေသခံတယောက်ကပြောပါရခင်ဗျာ။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြောင့်မန္တလေးတိုင်းတွင်ပြိုကျဆောင်တွေကနေအလောင်းနှလောင်းကိုမနေ့ကထပ်မံထုတ်ယူနိုင်ခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ပါတယ်။မန္တလေးမြို့ Sky Villa အဆောက်နဲ့ Golden City Hotel အဆောက်တွေဖေရှားရကနေအမျိုးသားအလောင်းနဲ့အမျိုးသမီးအလောင်းကိုတွေ့ရှိခဲ့တာပါ။ Sky Villa အဆောက်အဆောင်စီနဲ့အဆောင်ဒီတို့ကိုညနေ၄နာရီလောက်ကရန်ရရရင်နဲ့ဖေရှားရှင်းလင်းလောက်ရမှာအမျိုးသားတစ်ယောက်နဲ့ချမ်းရည်တာဆန်မြို့နယ် လမ်း30 80 80ခတလမ်းကြားရှိ Golden City Hotel အဆောက်အုံကနေ April 29ရက်မနက်7:00နာရီကျော်လောက်မှာအမျိုးသမီးတစ်ယောက်ရဲ့ရုပ်အလောင်းတွေကိုထုတ်နိုင်ခဲ့တယ်လို့ဆိုပါရယ်မြန်မာနိုင်ငံမှာ Match လ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုပြီးလောက်ခတ်ခဲ့တဲ့ Richter scale 9.8ရှိတဲ့အင်အားပြင်းကလင်ကြောင့် April 28ရက်နေ့ထိတည်ဆုံးသူ၄000ကျော်ပြီလို့ DVB ကကောက်ယူရရှိထားတဲ့အစီအစဉ်ရသိရပါဗျ မြေပြင်မှာကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေစေဖြစ်တာကြောင့်တည်ဆုံးသူဥယေထပ်တွန်းနိုင်ပါတယ်ခင်ဗျာဧပြီလ28ရက်နေ့ကမန္တလေးမြို့အနီးကိုဗဟိုပြုပြီးပြင်းအား Richter scale 0.4အဆင့်ရှိမြေငလင်တစ်ခုထပ်မံလောက်ခတ်ခဲ့ပါတယ်မြန်မာစံတော်ချိန်ည10:25မိနစ်အချိန်လောက်မှာမန္တလေးတိုင်းမန္တလေးမြို့အရှိတောင်ဘက်20ကီလိုမီတာကွာ ြေအောက်အနက်30ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 0.4အဆင့်ရှိအင်အားအသင့်တင့်ရှိမြင်းငလင်လောက်ခတ်ခဲ့တာပါမြင်းငလင်တိုင်းတာဆက်တွေရဲ့ဗဟိုချက်အနီးဝေးပေါ်မူတည်ပြီးငလင်အင်အားပမာဏအနည်းငယ်ကွာခြားမှုရှိနိုင်တယ်လို့လည်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီလောက်ခံမိုးစလဌာနကတော့မန္တလေးမြို့ရဲ့အရှေ့မြောက်ဘက်9မိုင်လောက်အကွာအနက်26ကီလိုမီတာကိုဗဟိုပြုပြီးအင်အားပမာဏ Richter scale 3.8ရှိမြင်းငလင်လောက်ခတ်သွားတယ်လို့ထုတ်ပြန်ထားပါတယ် ငလင်လောက်ခတ်မှုကိုမန္တလေးစကိုင်းပြည်ဦးလင်တဝိုက်ကပြည်သူတွေတည်တည်တသာခန်းစားကြရပြီးမန္တလေးမြို့မှာတော့မြို့ကန်တွေထိတ်လန့်တကြားလမ်းမတွေပေါ်ထွက်လာကြကြပါရခင်ဗျာမြန်မာနိုင်ငံကစစ်ဘေးရှောင်တွေအတွက် MFDMC ထောက်ပို့တသားဖလားရန်ပုံငွေဘလုံးပြိုင်ပွဲကိုဧပြီလ28ရက်နေ့ကတန်ကိုရီးယားနိုင်ငံဖိုချွန်းမြို့မှာကျင်းပခဲ့ပါတယ်မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့အပေါင်းချုပ် ် MFDMC က OCB ဒီပွဲကိုကျင်းပခဲ့တာပါဘလုံးပြိုင်ပွဲမှာစစ်ပေးရှောင်ရန်ပုံငွေအဖြစ်မြမအစားတောက်မုံမျိုးစုံနဲ့တော်လိုင်းအမတ်တရအင်ဂျီရင်တော်တွေကိုရောင်းချခဲ့ပြီးရရှိလာတဲ့ဝင်ငွေတွေကိုစစ်ပေးဒုက္ခတွေကိုပေးပို့လူဒန်းသွားမှာဖြစ်တယ်လို့သိရပါတယ်ပြိုင်ပွဲကိုတော့ဘလုံးအသင်း16တင်းလူရည်၄၀၀ဝန်းကျင်ပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်ခင်ဗျာ စကိုင်းတိုင်းကလင်းမြို့နယ်တဲကခြေရွာတွေကိုစစ်ကောင်စီတပ်ကဧပြီလ26ရက်ညနေပိုင်းကစတင်ကနှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ကလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စီကနေသိရပါဗျ။ကလင်းမြို့နယ်တဲကရွာ6ရွာကိုစစ်ကောင်စီတပ်က Jet Fighter တွေ၊ Wine Trailer တွေနဲ့ MI35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့နှစ်ရက်ဆက်တိုက်ဘုံအလုံး30ကျော်ကျဲချသွားခဲ့တယ်လို့ဆိုပါတယ်။ဒေသခံ9ယောက်ထပ်မံတဲ့တိုက်စုံကဖုန်ကြီးကျောင်းနဲ့နေအိမ်တွေပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာဧပြီလ26ရက်ညနေပိုင်းမှာကလေးမြို့နယ်ကနတ်ချောင်း၊နတ်မြောင်းနဲ့ချောင်းခကျွာတွေအပြင်ဧပြီလ28ရက်မနက်7:00နာရီခွဲဝန်းကျင်မှာလဲကလေးမြို့နယ်တောင်ပိုင်းကအောင်ချမ်းသာနဲ့ငါးဖားကျွာတွေအနီးကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။